အထူးကိုမှဘေးအရာကိုမှလက်ဆိုင်စွာမြည်တွေ့ပါစေနဲ့မြည်တွေ့တာလက်ဆိုင်နဲ့ရုံထွက်ရခက်ခဲလေးပါရုံထွက်ရခက်ခဲလေးဒေယအနာတရားကြီးမားလေးမို့ပါဒုတိယရဲ့စိတ်ထဲမှာအနာကျင်းအဆုံးတရားကတပားသူရဲ့အသိမဲ့မပြုမှုအထင်မြင်သိမှုတတ်မှုမထားမှုကြည့်ရမဆိုင်မှုလိလူရှုထားမှုတွေပါ သူများစီကအသေးမဲ့ပြုမှုကိုမျှော်လင့်နေမယ်ဆိုရင်ကိုကမလွတ်မြောက်တော့ဘူးသူများရဲ့လွတ်မမှုအောင်မှာပဲနေရနိုင်မယ်ဒါကြောင့်ဘသူကအသေးမဲ့ပြုပြုမပြုပြုကိုကိုကိုပဲအသေးမဲ့ပြုပေးပါသူကကိုကိုဒေါသတကြီးရန်လိုတိုက်ခိုက်လာတယ်ဆိုပါစို့သူနဲ့အပြိုင်ဒေါသတကြီးအပြည့်အလန်အော်ဟစ်ဖို့ကလွဲပါတယ်ဒါပေမဲ့သူရဲ့ဒေါသတကြီးဖြစ်နေတဲ့မျက်နှာကိုတိတိကျကျကြည့်ပြီးအော် သူတနာဖို့ကောင်းလိုက်တာဒေါသရဲ့လွှမ်းမှုချေလေတာကိုခံနေရတာပါလားဒေါသကြောင့်သူ့ရုပ်တွေလည်းပူလောင်နေတာပါလားဒေါသထွက်နေတဲ့အချိန်ဟာယူနေရတဲ့အတူတူပါလေလားသူယူသလိုငါလည်းယူလို့မဖြစ်ပါဘူးလို့စင်နေတွေးစကြည့်လိုက်ပြီးသူနဲ့ဖက်ပြရင်ဒီဒေါသတကြီးကလည်းအော်တော့တာလေသူ့ကိုတိခန့်လိုက်ခြင်းပဲဖြစ်ပါတယ်စကားတွေများကြီးပြောတတ်တဲ့သူထက်အေးစိတဲ့ပြုံလေးနဲ့ ကိုချောင်ကိုစိတ်လူလျရမေးပြီးနားထောင်ပြီးတဲ့အဖော်မျိုးကိုပိုးပြီးသဘောကျတဲ့ကြတယ်။ဘာလို့လဲဆိုတော့လူတိုင်းဟာကိုချောင်လေးတွေကိုတရားရောက်စီမှာပြောပြခွင့်ရဖို့အမြင့်မြှော်လင့်တတ်တယ်လို့ဖြစ်ပါ